ွေချင်တဲ့စုဒီဒီချာချာတောင်းမိဆိုတဲ့အခါမှာထိုတောင်းတဲ့အတိုင်းပြည့်စုံဖို့ရတဲ့ကိုယ်တန်နာမှာဘာတွေရှိဖို့လိုအပ်တယ်လဲဆိုတာသိထားဖို့တော့အဲ့ဒါကပါလဲလို့ရှင်နမတေကယုံကြည်ချက်တတ်တာဖြစ်ရနမနေကကိုချင်းတီလာနဲ့ပြည့်စုံအောင်နမတုံးကတရားဓမ္မကိုကြားနာပူးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘောင်းတရားကြားနာတယ်ဆိုတော့ အမြဲတမ်းတန်ဖိုးရှိကိုယ်စိတ်ရဲ့ဥတီချက်မှန်ကန်မှုကိုရရှိစေ။ဒါကြောင့်မလို့အဖြစ်ကင်းတဲ့ပညာရတဲ့နဲ့ပတ်သက်ပြီးတော့ဈာနာပူခြင်းဆိုတဲ့သုတ္တဆိုတာရှိရ။နောက်တစ်ခုကစာကားဆိုဆုံးလွှတ်တမ်းမှုတစ်ခုကိုရှိရ။နောက်တစ်ခုကတော့အသိပညာစဉ်းစားဉာဏ်ပညာထက်တန်တဲ့ပုဂ္ဂိုလ်ရှိရ။ အဲ့ဒီငါအချက်ပြည့်စုံပြီဆိုလို့ရှိရင်တောင်းတဲ့ဆိုတာပြည့်စုံတယ်လို့ခေါ်အဲ့တော့ဘုန်းကြီးတွေတွေဆွတောင်းမယ်ဆိုလို့ရှိရင်ဒီ90ကိုကိုရှိမရှိပြည့်စုံမှုရှိမရှိချုပ်တင်ပြီးတော့စဉ်းစားထားဒီ90နဲ့ပြည့်စုံပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဆွတောင်းမှုဟာပြည့်ပြည့်စုံနိုင်တယ်လို့ဒါဘုရားမြတ်စွာဟောကြားတဲ့ဒေသနာတော်ပဲ